ာဆီယံဖွဲ့ဟာဒီဇင်ဘာလအတွင်းပြုလုပ်မဲ့မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေဆေးလွတ်မှာမဟုတ်ဘူးလို့တန်တမန်သတင်းရင်းမြစ်တွေကပြောကြားခဲ့ပြီးနိုင်ငံတကာတရားဝင်မှုရဖို့တွန်းအားပေးနေတဲ့စစ်ကောင်မရှင်အတွက်အနောက်ရှက်တစ်ခုဖြစ်လာခဲ့ပါတယ်။ချက်ချင်းပြစ်ခတ်ရန်ဆဲဖို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအော်တိုဘာလ29ရက်မှာ တောင်းဆိုခဲ့ပါတယ်။မြန်မာပြည်ပခန့်ကိုလွန်မင်းဆိုရင်ကြောင့်အာဆီယံကောင်ဆောင်တွေကမလေးရှားထိပ်သီးဆွေးနွေးပွဲမှာထုတ်ဖော်ပြောဆိုပြီး ငြိမ်းချမ်းရေးအတွက်တိုးတက်မှုမရှိဘူးလို့သတိပေးခဲ့ကြောင်းအောက်တိုဘာလ26ရက်မှာထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါရယ်မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေဆင်လွတ်မှာမဟုတ်ဘူးဆိုပေမဲ့အာဆီယံနိုင်ငံတွေကနှုတ်နှစ်ဖက်ခြေခံပြီးစောင့်ကြည့်လေ့လာသူတွေဆင်လွတ်နိုင်ပါတယ်လို့အမည်မဖော်လိုတဲ့တန်တမန်တူကပြောပါရယ်အာဆီယံအဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုစောင့်ကြည့်လေ့လာရေးအဖွဲ့ဆေလွတ်ဖို့အဖွဲ့ဝင်တွေကြောင်းဘုံသဘောတူညီချက်မရှိဘူးလို့ဒုတိယတန်တမန်ကအတည်ပြုခဲ့ပါတယ် အာဆီယံဖွဲ့ကရွေးကောက်ပွဲစောင့်ကြည့်လေးလံသူတွေမစင်လွတ်တာဟာတရားဝင်မှုရရှိဖို့ကြိုးပမ်းနေတဲ့မြန်မာစစ်ကော်မရှင်အတွက်ဒေချာပေါက်ထိုးနှက်ချက်တစ်ခုဖြစ်လာမယ်လို့နိုင်ငံတကာရေးရလေးလံဆန်းစစ်သူမူစတာဖာအဇူဒင်းကပြောပါရယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာပြသနိုင်တဲ့အများယုံကြည်လက်ခံနဲ့ထောက်ထားမရှိပါဘူးလို့၎င်းကဆိုပါရယ်ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကိုရှုံချပြီးမြန်မာနိုင်ငံမှာငြိမ်းချမ်းရဖို့ခက်ခဲနေစေလို့ပြောပါရယ်အန်တိုနီယိုဂူတာရက်စ်ကမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကိုရှုံချခဲ့ပြီးအကြမ်းဖက်မှုတွေရပ်တန့်ဖို့အရဲသားတွေကိုကာကွယ်ပေးဖို့နဲ့လူသားချင်းစာနာမှုကူညီပေးအပ်ခွင့်ပြုဖို့အဖွဲ့အစည်းအလုံးကိုတိုက်တွန်းလိုက်တာပါ ဒီမိုကရေစီနီးကြရွေးကောက်ခံကောင်းဆောင်တွေပါဝင်အကြောင်းမဲ့ဖန်ဆီးထားသူတွေကိုလွှတ်ပေးဖို့၎င်းကတောင်းဆိုခဲ့ပြီးလက်ရှိအခြေအနေမှာကျင်းပတဲ့ဘလို့ရွေးကောက်ပွဲကိုမဆိုမတည်ငြိမ်မှုဖြစ်စေနိုင်တယ်လို့ပြောပါရယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရဖို့ခက်ခဲနေသေးပါထောင်ထဲချီတဲ့ပြည်သူတွေတက်ပြတ်ခံနေရပြီးတန်းနဲ့ချီတဲ့ပြည်သူတွေနေရဆုံးခွာခဲ့ရကလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်ကြီးမားလာပါတယ်လို့အာဆီယံထိပ်သီးဆွေးနွေးပွဲအဖွဲ့မိန်ကွန်းမှာသူကထည့်ပြောပါရယ် မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုတုံ့ပြန်မှုစီမံချက်ဟာရမုံငွေမလုံလောက်ကြောင်း၎င်းကတတိပေးခဲ့ပြီးအဆိုပါချက်တဲကိုဖြည့်ရှင်းဖို့နိုင်ငံတကာရဲ့အကူအညီအရေးပေါ်တောင်းခံလိုက်ပါတယ်။ရိုဟင်ဂျာတွေနဲ့အခြားလူနယ်စုဟာဖိနှိပ်မှုအတမနေရဆုံးခွာရမှုတန်တရားကိုဆက်လက်ပြီးကြုံတွေ့နေရတယ်လို့အန်တိုနီယိုဂူတာရက်စ်ကဆိုပါတယ်။